မင်္ဂလာပါဒီချက်ဒီနေ့သင်မဲ့သင်ခန်းစာကတော့ chapter 2 rotation နဲ့ dynamic အာတယောက်မှုကြောင့်လဲခြင်းအကြောင်းပဲဖြစ်ပါတယ်ဒီသင်ခန်းစာသင်ရတဲ့ရွယ်ချက်ကိုပထမဆုံးပြောပြမှာဖြစ်ပါတယ် lesson objective ကိုပြောပြမှာဖြစ်ပါတယ် vector နှစ်ခုရဲ့ scalar မြောက်လက်နဲ့ vector မြောက်လက်တွေကိုခွဲခြားတတ်စေဖို့ရယ် ။နောက် the tanning effect of force အားတစ်ခုကြောင့်လက်ပတ်နိုင်မှုဖြစ်ရက်ကို လေ့လာစူးစမ်းတတ်စေဖို့နောက်တစ်ချက်က the relationship between torque and the moment of inertia အားလေဂိမ်းနဲ့လေမှု inertia ဆက်ဆက်မှုကို လေ့လာသိရှိရန်ဖြစ်ပါတယ်။နောက်တစ်ခုကဝိထုရဲ့ပုံစံနဲ့သူ့ရဲ့လက်ပတ်မှုဝင်ရိုးများ မတူတာကိုမူတီးပြီးတော့လယ်မှုအင်နာရှားတွေကွဲပြားသွားတာကိုနားလည်စေရမယ်ဖြစ်ပါတယ်။နောက်တစ်ခုက The concept of equilibrium angular momentum နဲ့ law of conservation of angular momentum တွေကို လေ့လာပြီးတော့လေပတ်ရွေးရှားမှုဆိုင်ရာ နေ့စဉ်ဘဝဖြစ်ရပြဿနာတွေကို ဖြေရှင်းတတ်လာစေရန်တို့ကိုရည်ရွယ်ပြီးတော့သင်ကြားရခြင်းပဲဖြစ်ပါတယ်။ ဒီချက်တော့2.1 scalar product နဲ့ vector product အကြောင်း ကိုမပြောခင်မှာဒီချက်တော့ grade term မှာတိခဲ့ကြတဲ့အာသက်ရောက်မှုတွေ grade term မှာတိခဲ့ကြတဲ့အာသက်ရောက်မယ်အာသက်ရောက်မှုတွေအကြောင်းကိုပြောပြမှာဖြစ်ပါတယ်ပြန်ပြီးတော့ warm up လုပ်ပေးမှာဖြစ်ပါတယ်အာသက်ရောက်လိုက်လို့မြင်းမြောင်အတိုင်းရွေးရှားမှုပေါ့ the dynamic or translational motion involve describing the acceleration of an object in terms of its mass inertia and the force that add on it by analogy the dynamic of the rotational motion involve describing the angular acceleration of an object in terms of its rotational inertia and the torque that acts on it အဲ့တော့အားသက်ရောက်လိုက်လို့မြင်းမြောင်တိုင်းရွေ့တယ်ရွေးရှားမှုတွေ dynamic of translational motion မှာ object တစ်ခုရဲ့အချိန်ကိုအဲ့ဒီ object ရဲ့ mass drag to ဒါမှမဟုတ် inertia နဲ့အဲ့ဒီ object ပေါ်တက်ရောက်တဲ့အားနယ်ကိုတကယ်တို့ရှေ့မှာပေါ်ပြခဲ့ပြီးဖြစ်တယ်အဲ့ဒါဘာလို့ဆိုလိုချင်တာလဲဆိုရင်တချို့တို့သိခဲ့ပြီးသား F equal to MA အဲ့ဒါကိုပြောချင်တာပါအခု grade 11မှာလဲစင်တူတဲ့အချက်ကတော့သူကအားတက်ရောက်လိုက်လို့လဲသွားတယ်လဲခြင်းနဲ့ object တစ်ခုရဲ့ angular acceleration object တစ်ခုရဲ့ angular acceleration ကိုဒီ object ရဲ့လဲပတ်တာနဲ့လဲမှုနဲ့ဆိုင်တဲ့ inertia နဲ့သူ့အပေါ်ကိုတက်ရောက်တဲ့လိန်အားလိန်အားဆိုတာဒီမှာ torque လို့သတ်မှတ်ပါတယ်အဲ့ဒီလိန်အားတွေ ਨੇ ပေါ်ပြတာပဲဖြစ်ပါတယ်တူညီတဲ့အချက်ကတော့အဲ့တော့ဒီ table ကိုကြည့်မယ်ဆိုရင်ချက်တော့ linear motion ရယ် angular motion ရယ်ဒီ grade 11မှာတော့ချက်တော့ဒီ angular motion ကိုသင်တာပေါ့เนาะ linear motion ကတော့ great tan မှာတည်းကတိတ်ခဲ့ပြီးသား displacement ဆိုရင်ဒီမှာ angular displacement ဒီမှာ displacement အရင်တော့ s ခေါ်မယ် d ခေါ်မယ်အဲ့ဒါကိုဒီမှာ angular displacement ဆိုလို့ရှိရင်တချို့က theta နဲ့သုံးတယ် velocity ဆိုရင်တချို့က v သုံးတယ်ဒီမှာ angular velocity က omega နဲ့သုံးတယ် acceleration ကရိုးရိုး a နဲ့သုံးတယ် angular acceleration က alpha နဲ့သုံးတယ် momentum နောက်တစ်ခါ force mass တွေ အဲ့တော့ဒီမှာ momentum ဆိုဒီမှာ angular momentum သုံးမယ်။နောက် force အရင်တော့အားဆိုရင်ဒီမှာတောက်နဲ့အားလေခင်းကိုသုံးမယ်။နောက် mass ဆိုလို့ရှိရင်အခု moment ရော inertia လို့သုံးပါမယ်။အဲ့တော့အဲ့ symbol တွေကတချို့ကဒီမှာဒီ angular momentum တောက် moment ရော inertia ကိုတော့ဂျင်းမပြတော့ဘူး။ရှေ့မှာဆက်ပြီးသင်ခန်းစာမှာဆက်မှတ်ဖို့အတွက်လုပ်ပါမယ်။ပြီးမှပြန်ပြီးတော့ ရဗီရှင်လောက်တဲ့အခါဝမ်းမတ်လောက်တဲ့အခါမှာကြာရင်ဒီစရားလေးကိုမင်းတို့ဒီမှာသူ့ရဲ့ sample လေးတွေနဲ့တွဲပြီးတော့အခု angular motion နဲ့ပတ်သက်တဲ့ sample တွေ linear motion နဲ့ပတ်သက်တဲ့ sample တွေကို တွဲပြီးတော့ note တက်လောက်ထားလို့ရပါတယ်ဒီ chapter မှာဆိုလို့ရှိရင်တချို့လို့လေ့လာမှာ rotation နဲ့ motion နဲ့သူ့နဲ့ပတ်သက်တဲ့အဲ့ဒီ rotation နဲ့ motion နဲ့ပတ်သက်တဲ့ vector ပုံစံတွေကို လေ့လာမယ်ဒါကြောင့်မို့လို့ ဒီ vector တွေရဲ့ manipulation of vector ဆိုတာဒီ vector တွေရဲ့ဒီယူပဗေဒဒီ physical quantity တွေပေါ်မှာယူပဗေဒ matter လို့မပြောဘဲနဲ့ physical quantity လို့ပဲတစ်ချက်ပြောတော့မယ်အဲ့တော့ manipulation ဆိုတာသာဒီ vector တွေ vector တွေကဒီ vector တွေရဲ့ဒီ physical quantity တွေပေါ့ physical quantity တွေရဲ့အပေါ်မှာလွှမ်းမိုးချုပ်ကန်မှုကိုတချို့တို့ဒီမှာလေ့လာဖို့လိုအပ်တယ်လေ့လာဖို့လိုအပ်တဲ့အတွက်အခု angular motion နဲ့ပတ်သက်တာတွေကိုဆက်ပြီးတော့လေ့လာမယ်เนาะအဲ့တော့ဒီမှာ2.1 scalar product and vector product scalar မြောက်လက်နဲ့ vector မြောက်လက်လို့မှတ်ပါမယ်အဲ့တော့ vector can be multiply into two different way ဗက်တာတွေကိုမြောက်တဲ့အခါမှာနီလန်းနှမျိုးနဲ့မြောက်ပါတယ်။သူက scalar product ဗက်တာ product scalar ဆိုရင်ဒီချေတော့ dot product လို့ပြောတယ်အဆက်မြောက်လက်ပေါ့အဆက်မြောက်လက်ဒါဆိုလို့ရှိရင်ကြက်ချေကမြောက်လက်ဗက်တာ product ကကြက်ချေကမြောက်လက်ဒါဆိုလို့ရှိရင်ဒီချေတော့အဆက်မြောက်လက်လို့ မှတ်တယ်အဆက်မြောက်လက်လို့ပြောပါတယ်အဲ့တော့ scalar product မှာဆိုရင်ဒါ dot product အဆက်မြောက်လက်ပေါ့เนาะအဆက်မြောက်လက် in scalar product a scalar can be formed by multiplying two vector vector နှစ်ခုကိုမြောက်လိုက်တဲ့အခါမှာ scalar product အတိုင်းမြောက်မယ်ပေါ့ scalar product of vector vector a နဲ့ b နဲ့ကို scalar product အတိုင်းမြောက်မယ်အဲ့ဒါဆိုရင်ဒါ equation က a dot b ab cos theta အဲ့တော့ ဗက်တာနှစ်ခုအေဗက်တာနဲ့ဗီဗက်တာနာကိုမြှောက်မယ်။သူကအေဗက်တာနဲ့ဗီဗက်ဒေါဒေါဆိုရင်ဒီချက်ကအလွယ်မှန်နေတင်ပါမယ်။ဒေါဆိုရင် cos ပါ။ဒီချက် now တင်မဲ့ vector product က cross product ချက်ချက်ကမြှောက်လက်ဖြစ်တဲ့အတွက်ဒီချက် cross ဆိုရင် sin လို့မှတ်ပါမယ်။ဒါဒေါဆိုရင် cos cross ဆိုရင် sin လို့ မှတ်မယ်မင်းတို့လည်းနှုတ်တက်လောက်ထားဖို့လိုပါတယ်ဒီမှာဆိုရင် vector a နဲ့ vector b နဲ့မြောက်မယ် ab cos θ အဲ့တော့ θ ဆိုတာကတော့ the angle between a a and b a vector နဲ့ b vector မှာရှိတဲ့ကြားမှာရှိတဲ့ angle က angle θ လို့သတ်မှတ်ပါတယ်အဲ့တော့ a and b equal to the magnitude of a and b အဲ့တော့ the scalar product is also called dot product scalar product ကို အဆက်မြောက်လက်လို့ခေါ်တယ်။အဲ့ example အရဆိုရင် what is the scalar product of force and displacement work done က w = fd ကိုပြောတာပါ။ဒါဆိုရင်ဒါ scalar product ပေါ့နော်။အဲ့တော့ r နဲ့အဲ့လိုပဲ r နဲ့ displacement ဟာ vector တွေဖြစ်တယ်။ work ကကြတော့ scalar ဖြစ်တယ်။ r နဲ့အရွေ့ရ force နဲ့ displacement ဟာ vector တွေဖြစ်ပေမဲ့လည်း work done ကတော့ scalar ဖြစ်ပါတယ်။ဒါကြောင့် the scalar product has commutative property as described by equation 2.0. ဒီ equation မှာပြထားတဲ့အတိုင်း scalar product ဟာဖလဲလို့ရတယ် a.b b.a commutative property commutative property ရှိပါတယ်။ဖလဲရကုန်သတ်တည်ပေါ့နော်။ဆက်ကြည့်ရအောင်။ vector product vector product ကတော့တကယ်လို့ cross product ကြက်ခြေကမြောက်လက်လို့ခေါ်ပါတယ်။ကြက်ခြေကမြောက်လက် တက်ချေကမြောက်လက်မှာချေရဒီမှာဆိုလို့ရှိရင် A နဲ့ B နဲ့မြောက်လိုက်လို့ C ရတယ် Evector ဒီမှာ Evector နဲ့ Vector ကြားမှာရှိတဲ့ down တစ်ခုရှိမယ် Evector နဲ့ Vector ပြင်ကြီး plane တစ်ခုထဲမှာဒီမှာ Evector နဲ့ Vector ကို cross product နဲ့မြောက်မယ် Vector product cross product နဲ့မြောက်မယ်ဆိုရင် तू က AB sin theta နဲ့သတ်မှတ်ပါတယ် AB A cross B vector equal C vector နောက်ထပ် resultant vector တစ်ခုရတာ resortan vector ပေါ့အရင်တော့အတည်း resortan vector တစ်ခုဟာဒါ a နဲ့ b နဲ့ကို cross ပြလိုက်လို့ရလာတယ် vector c vector အဲ့တော့ c vector ဆိုရင် ab sin theta ပြောရမယ်ဆိုရင်သူက a vector cross v vector equal ab sin theta dot cos cross sin ပေါ့ခုနမှတ်ခဲ့သလိုပဲဒါ result ဒီသူတို့နှစ်ခုရဲ့ vector quantity နှစ်ခုရဲ့မြောက်လက်ရဲ့ result က ဒါ AB sin θ ဒါ C vector နဲ့သတ်မှတ်လိုက်တဲ့တခုတည်းပဲ resultant vector ဒါ vector product between two vector is denoted တဲ့ဘိုင်းတဲ့ cross vector နှစ်ခုကြားမှာရှိတဲ့ vector မြောက်လက်ကိုတကယ်လို့ cross နဲ့သတ်မှတ်ကြောင်းပြောထားတာပါ the vector the vector product does not obey commutative property commutative property ဖလဲရကုန်သတ္တိကိုသူကမလိုက်နိုင်ဘူးဒီ equation မှာဆိုရင် a vector cross b vector b vector cross evader မှာဒီမှာ negative ရှိပါတယ်ဒါကြောင့် commutative property ဖြစ်ပါတယ်ဆိုတော့ a နဲ့ v v vector နဲ့သူက direction မတူဆိုတဲ့အဓိပ္ပာယ်ပါ the formula for torque and the angular velocity are determined by using the vector product vector product တွေကိုသုံးပြီးတော့ angular velocity နဲ့ torque တွေရဲ့တန်ဖိုးကို torque တွေရဲ့တန်ဖိုး torque formula torque ဆိုတာအားလေကိန်း formula တွေနောက် တောင်မြောင်းအလျင် formula တွေကို Vector product နဲ့သတ်မှတ်ပြီးတော့ရေးပါတယ်။ Vector product ကိုသုံးပါတယ်။ဒီမှာ example မှာ tangential velocity tangential velocity ဆိုတာ linear yoyo velocity ကိုပြောတာပါ v v တဲလေးပါ small v ပါပြီးတော့မှာ circular motion circular motion ထဲမှာ ရှိတဲ့ tangential tangent အလျင်မြင်းပြောင်ရွေးရှားမှုပေါ့အဲ့လိုအာကိုဘာနဲ့ဖော်ပြလဲဆိုရင်ဒါအဲ့ဒီ circular motion မှာရှိတဲ့ radius နဲ့ အင်္ဂလာဗလော်စီဒေါင်းမြောင်းအလင်းနဲ့မြောက်ချင်းနဲ့ဖော်ပြပါရယ်။ရှေ့သင်ခန်းစာမှာလည်းသိခဲ့ပါရယ်။ V equal to R omega ဆိုပြီးတော့ဒီမှာ cross product နဲ့ပြထားခြင်းပဲဖြစ်ပါရယ်။ရင်တော့သိခဲ့တာ V equal to R omega အတူတူပါပဲ။ဒါက vector product နဲ့ပြထားခြင်းပဲဖြစ်ပါရယ်။ဆက်ပြီးတော့ကြည့်အောင် cross product ကို လေ့လာတဲ့နေရာမှာဒီချေတို့ right hand rule နဲ့လေ့လာကြည့်အောင်။ဒါဆိုရင် cross product အတွက် right hand rule နဲ့ချေတို့လေ့လာကြည့်အောင်။ ရိုက်ဟန်ရူးနဲ့လေ့လာကြည့်အောင်ရိုက်ဟန်ရူးလေ့လာကြည့်တဲ့အခါမှာကိုယ့်ရဲ့ညာလက်ကိုပဲသုံးမယ်သုံးပြီးတော့ဒီချေတော့ညာလက်ကိုဒီမှာလက်မရဲ့လက်ညိုးရဲ့လက်ခလဲတစ်ခုနဲ့တစ်ခုနဲ့ဒီချေတော့ဒေါင်းမက်ကြတဲ့ပုံစံမျိုးလှုပ်လိုက်မှာဒေါင်းမက်ကြတဲ့ပုံစံမျိုးလှုပ်တယ်ဆိုလို့ရှိရင်သူက index finger လက်ညိုးနဲ့တန့်နဲ့ပါပန်ဒူလာကြမယ်တခါကိုယ့်ရဲ့လက်ကိုလှည့်လိုက်တဲ့အခါမှာမင်း တီချဲရိုးရဲ့ဒီ inter finger point ရဲ့ direction ကသွား direction က AO ညွန်ပြနေမယ်ပုံမှန်လဲပါပါတယ် AO ညွန်ပြနေမယ်ဒီမှာ AO ညွန်ပြနေမယ်လက်ညိုးကအဲ့တော့လက်မကြတော့တီချဲရိုးက resultant vector ဖြစ်တယ်အဲ့ A နဲ့ဒီ middle finger သွားတဲ့ direction middle finger ညွန်ပြထားတဲ့ point direction B နဲ့ကိုမြောက်တယ် a vector အမြောက် cross b vector ပေါ့ a vector နဲ့ b vector နဲ့မြောက်လိုက်တဲ့အခါမှာသူက လက်မအကြတော့တန့်ကကြတော့ဘာကိုပြလဲဆိုရင် a cross b vector ကိုပြပါတယ်အဲ့တော့ cross product ရဲ့ direction မြောက်လက် cross product မြောက်လက် direction ရဲ့ point ဟာဘယ်ဘက်ကိုညွှန်ပြနေလဲဆိုရင်လက်မအတိုင်းညွှန်ပြနေတယ်အဲ့တော့တစ်ခုနဲ့တစ်ခုနဲ့သာတောက်မဲ့ကြအောင်လှုပ်လိုက်တာပေါ့နော် right hand rule ကိုပြခြင်းပဲဖြစ်ပါတယ်ဒီမှာဆက်ကြည့်ရအောင်နောက်ထပ်ဆက်ကြည့်မယ်ဆိုရင် different between dot product and cross product cross product နဲ့တက်ချေကမြောက်လက်နဲ့အဆက်မြောက်လက်ရဲ့ ရှားမှာရှိတဲ့ difference တွေကိုပြောမယ်။ dot product crop product မင်းတို့လည်းဒါလေးကို note တက်လုပ်ထားပေးပါနော်။တစ်ခုရရင်ဒီဘက်ကတစ်ခုကအလိုလိုရတယ်။အဲ့တော့ dot product ကိုတစ်ချက်လောက်အရင်ကြည့်ရအောင်။ product of the magnitude of vector and cosine of the angle between them ဒီချက်ပြောထားသလိုပဲ dot ဆိုရင် cosine cos ပါ။ cross ဆိုရင် sin ပါ။ဒီမှာလဲ sin ချိုးဖော်နဲ့ဖော်ပြမယ်။သူတို့ angle နှစ်ခုကြားရှိတဲ့ စိုင်းတီတာအချိုးနဲ့ပေါ်ပြမယ် dot product ဆိုလို့ရှိရင်ကိုစိုင်းမှာ dot co cross စိုင်းနဲ့မှတ်လို့ရပါတယ်ဒီမှာ better form ညပြောမယ်ဆိုရင် a better and v better a dot b ab cos တီတာဒါကြောင့်မလို့ဒီဘက်မှာကြတော့ cross က a cross b ab sin တီတာဒီဘက်ကတချမ်းကိုရရင်ဒီဘက်ကတချမ်းအလိုလိုရပါလိမ့်မယ် the final product is a scalar quantity တော့ vector နှစ်ခုမြောက်တာ dot product ဆိုရင် scalar quantity final product ကကြတော့ဒီဘက်က cross product ရဲ့ final product နောက်ဆုံးမြောက်လက်က vector quantity ဖြစ်ပါတယ် cross ဆိုရင်တော့ vector dot ဆိုရင်သွား scalar ပေါ့เนาะ quantity မှာ dot product ကလိုက်နာတယ်သူက player ကုန်သက်တိကိုလိုက်နာပါတယ်ဒါပေမဲ့ right hand rule ကတော့မလိုက်နာဘူး right hand rule ကိုတော့သူကမလိုက်နာဘူးအဲ့ dot product မှာသူက ထလဲရကုန်တက်တိရှိတယ်ဆိုရင် तू ဟာ right hand rule နဲ့ပြလို့မရဘူး dot product က cross product ချက်ချက်ကမြောက်လိုက်ကြတော့ तू does not obey commutative law တစ်ခုနဲ့တစ်ခုနဲ့ပြောင်းပြန်မှာ dot product က commutative law ကိုလိုက်နာတယ် cross product က commutative law ကိုမလိုက်နာဘူးဒါပေမဲ့ cross product က right hand rule ကိုလိုက်နာတယ် right hand rule နဲ့ဖော်ပြခဲ့တယ်ဒါပေမဲ့ dot product scalar မြောက်လက်ကတော့ right hand rule ကိုမလိုက်နာပါဘူးအဲ့တော့နောက်တစ်ချက်က the veteran perpendicular to each other တခုနဲ့တခုနဲ့ vector တွေဟာ down match ကြတယ်ဒါကြောင့်မလို့ a. b equal to 0သူ့ရဲ့ dot result က0ဖြစ်ပါတယ် cross product ကကြတော့သူဟာ parallel to each other တခုနဲ့တခုနဲ့ parallel ဖြစ်တာကို cross product နဲ့ပေါ်ပြတာအဲ့တော့ their cross product result က0 a cross b equals 0ဒီမှာလဲ a dot b equals 0 vector တွေတစ်ခုနဲ့တစ်ခုနဲ့ perpendicular ကြတယ်ဒီမှာဟိုကကြတော့ vector တွေတစ်ခုနဲ့တစ်ခုနဲ့ parallel ဖြစ်တယ်ကဲ example 2.1ကိုဒီချက်တို့လေ့လာကြည့်အောင် a magnitude the magnitude of a and b are 5 unit နဲ့8 unit a vector 5 unit ရှိတယ် B better ဟာ8 unit ရှိတယ် better form ရဖော်ပြပြီးမှတချို့တော့ magnitude အရာ A equal 5 unit B equal 8 unit တော့သူတို့နှစ်ခုရဲ့ကြားမှာရှိတဲ့ down ဟာ60 degree အော် theta tan မိုးက60 degree အဲ့တော့ calculate dot product နဲ့ cross product ကိုတွက်ခိုင်းတာဖြစ်ပါတယ်အဲ့တော့ formula လည်းသိပြီးသား A better dot b better equal ab cos theta နဲ့ရှာကြည့်လိုက်ရင် သူ့ရဲ့လိုအပ်တဲ့အဖြေကိုရပါလိမ့်မယ်။ Now a cross b better equal c better အဲ့တော့ c better ရဲ့တန်ဖိုးကဘာလဲဆိုရင်ကျေတို့ဒီမှာဆက်ပြီးတော့ဒီမှာ a a cross b better ab sin theta လို့ဆက်ပြီးတော့တန်းပြီးတော့ရေးမယ်ဆိုရင်လည်းရပါတယ်ဒီလိုဖော်ပြရင်လည်းရပါတယ် a c မပြောဘဲနဲ့ ab sin theta ဆိုရင်ဒါ sin လို့ပြလိုက်တာနဲ့ cross product မှန်သိတာစေပါတယ်အဲ့တော့လိုအပ်တဲ့ data တွေထည့်သွင်းပြီးတော့တွက်လိုက်မယ်ဆိုရင် လိုချင်တဲ့အဖြစ်34.6.4 unit ဆိုပြီးတော့ရလာမှာဖြစ်ပါတယ်အဲ့တော့ a cross v vector is perpendicular to both a and b ဒါ a cross v vector ဖြစ်တဲ့အတွက်ဒီချေတို့ဘာနဲ့ရေးရမှာလဲ direction ဖော်ပြတဲ့အနေနဲ့ရေးရမယ် a နဲ့ b နဲ့က parallel ဖြစ်တယ်သူတို့နှစ်ခုစလုံးနဲ့ a cross v vector ဖြစ်တဲ့ c vector ဟာတောင်းမဲ့ကြပါတယ်ဒီမှာ a vector ရှိမယ်ဆိုပါစို့ဒီမှာ b vector ရှိမယ်ဆိုပါစို့ ဒီမှာတီတာအတော့သူတို့ရဲ့သူတို့နှစ်ခုရဲ့မြောက်လက်ဟာအေဘက်တာဗီဘက်တာဒါတီတာသူတို့နှစ်ခုရဲ့မြောက်လက်သူတို့နှစ်ခုစလုံးနဲ့စီနဲ့တောင်းမဲ့ကြမယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာဖြစ်ပါတယ်။မင်းတို့လည်းဆက်ပြီးတော့ try yourself ကိုပါတကိုလေ့ကျင့်ပြီးတော့စူးစမ်းကြည့်အောင်နော်။ဒီချက်ဒီနေ့သင်ပေးတဲ့ကန်းစာတော့ဒီလောက်ပါပဲ။အားလုံးကိုကျေးဇူးတင်ပါတယ်။